အိမ်ဟောင်းနဲ့မိခိုးရောင်အလူဒီမင်းကျေးလက်တရွာမှာမင်းသိန်းဆိုတဲ့လူငယ်လေးဟာအိမ်အစ်စ်ဝယ်ဖို့ရွာလန်းကြီးကစွန့်ပစ်ထားတဲ့အိမ်ဟောင်းတစ်လုံးကိုဈေးချိုသွားပြီးဝယ်လိုက်တဲ့အိမ်ကတစ်သားတွေကွက်ကြားနေပေမဲ့အုံနိုင်ရန်တွေကမာကြောနေသေးလို့ပြင်ဆင်ရင်နေလို့ရမယ်လို့ထင်ခဲ့တယ်။ပထမညမှာပဲမင်းသိန်းဟာအိမ်ထဲမှာတယောက်တည်းအိမ်နေစဉ်ညတန်းခောင်အချင်းကျက်တူရွေးအိုးကျက်တူရွေးအိုး လို့မိမတန်တခုအိမ်ထဲကနေတဲဆက်ညေးတန်ထွက်လာတာကို ကြားလိုက်ရတဲ့အတန်ကအိမ်ရဲ့မိဖို့ချောင်ဘက်ကလာနေတယ်လို့ခံစားရတယ်။ကြောက်လန့်သွားပေမဲ့မင်းသိန်းကသူ့ရဲတဲ့စိတ်နဲ့မိချစ်ကိုကင်ပြီးအတန်လာရာမိဖို့ချောင်ဘက်ကိုတွားကြည့်လိုက်တဲ့မိဖို့ချောင်ထဲမှာမိခိုးရောင်ခြည်စက်ကကြီးဝတ်ထားတဲ့အမျိုးသမီးတစ်ယောက်ကြောပြနေပြီးလက်ထဲမှာဂျင်းနီအိုးတလုံးကိုကင်ပြီးထက်ခါထက်ခါကြက်တူရွေးအိုးလို့ယူနေတာကို တွေ့လိုက်ရတယ်။ မင်းသိန်းခြေတံကြားတာနဲ့အဲ့အမျိုးသမီးကဖြည်းဖြည်းချင်းလှဲ့လာတယ်။သူ့မျက်နာမှာမျက်လုံးတွေမရှိပဲအနက်နက်အပေါက်တွေပဲကျန်နေတယ်ပြီးတော့သူ့လက်ထဲကဂျေအိုးကိုမင်းသိန်းစီစန့်တင်ပြီးဒီအိုးမှာတင်နေဆိုင်နေအရာရှိတယ်။လို့အတန်ချက်ပြောလိုက်တယ်။မင်းသိန်းအော်ဟစ်ပြီးပြန်ထွက်ပြေးတော့အင်းရဲ့တကားတွေအားလုံးအလိုအလျောက်ပိတ်သွားပြီးမိခိုးရောင်အမျိုးသမီးကသူ့နောက်ကိုလိုက်လာတယ်။နောက်ဆုံးမင်းသိန်းအင်းရဲ့တစ်သားကြားက ပြတင်းပေါက်ကနေခုံချပြေးလုခဲ့ပေမဲ့